ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Ghost Story Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်တို့တင်ဆက်ပေးသွားမှာကတော့အောက်လန်းဘိုးထင်နဲ့ထန်းသုံးပင်ဇလိုင်းမဖြစ်ပါတယ်ခင်ဗျာဆိုတော့အားလုံးပဲ ready ဖြစ်ပြီဆိုရင်ဒီနေ့ season လေးကိုစလိုက်ကြအောင်ပါခင်ဗျာကိုလန်းဝေဒီ ਉਹ နှမြူလောက်ဗျာအေးအေးလာပြီလာပြီမင်းတို့ကောင်တွေကွာတော်တော်တောင်းနိုင်ပါလားဟမ်ရေဦးစရာနှာခေါင်ပါလာလေဗျာဒီနှာခေါင်ကျိုးလို့ပေပြန်ထိုင်းကိုတော်တော်ကြိုက်ပုံပဲဗျာ မင်းလည်းသိပါတယ်ပေမင်းကထန်းတော်တွေထဲမှာထန်းသုံးမင်းထန်းတော်ကထန်းကြီးအကောင်းဆုံးပဲဟာအဲ့လုံးလေခင်ဗျားစီခေါ်လာတော့ကိုလန်းဝင်ရာအေးအမီးလုံးရင်လည်းလှမ်းသာអော်လိုက်အောင်တန်းတို့တောကြရတာငေါ့လာရောက်ထားတာကွာသုံးកောင်တော့မှအဲ့ဆိုလေကိုလန်းဝင်ရာကြက်ကြော်လေးလှုပ်လိုက်တော့လေလှုပ်လိုက်တော့အေးအေးဒီနေ့မှငါမိမာထန်းညက်သွားပူတယ်တဲ့ကွာကဲငါကိုယ်တိုင်ကြော်ပေးမယ်အေးဗျာကိုလန်းဝင်လက်ရာဆိုတာလို့တော့ကောင်းအောင်ပဲဗျို့လှုပ်လိုက်တော့ ကိုလမတယောက်သူဤထန်းတော်၌ဒရေနှင့်အမီကောင်းချောင်းပြောကမမောနိုင်မပန်းနိုင်ကြိုးစားဧကန်နေလေးလေအမန်တကယ်လည်းထန်းသုံးမီဦးအမီရတဲ့ကိုလမ်းဝင်ရဲ့ထန်းတော်မှာဒရေနှင့်အမီတော်တော်လေးကောင်းနေထန်းသုံးမီဦးအမီတွင်တော်လဲထန်းမီမှာသုံးမီနေတော့မဟုတ်ပေများပြားလာသောထန်းမီများရှိရာမရောက်မီစီစီပေါက်နေတဲ့ထန်းသုံးမီကိုစားပြုပြီးတော့ထန်းသုံးမီခေါ်ဆိုခြင်းဖြစ်ပါလေမိဘလက်ငုပ်လက်ရင်းဖြစ်တဲ့ထန်းတက်ချင်းအားကိုလမ်းဝင်တယောက်ဆက်လက်လုကင်နေခြင်းဖြစ်ပြီးတော့အဲ့ဒီလုံးတဲ့မိသားစုဝိုင်းကိုပြေးပြေးလဲလဲဖြေးစည်းပေးနိုင်လေတဲ့ကိုလမ်းဝင်ကလူရိုးလူကောင်းတယောက်ဖြစ် ဒါမဲ့အလုံးလုံးရမှာတော်တော်လတ်လတ်ရှိလာတဲ့အတွက်သူ့မိမဖြစ်သူနဲ့အပေါင်းအသင်းများကအမြဲတမ်းသတိပေးနေရအခုလဲတောချက်ကိုအမြန်ကြော်ပြီးဒီနဲ့ထန်းတမ်းမီဟန်ပြင်းနေလေရထန်းရီလာတော့သူများတားကြလေတယ်လွမ်းဝေမင်းကလုံးလုံးတော့ပြာကြီးပြာနဲ့ကွာလုပ်ကူ easy ပဲလုံဆန်းပါငါကောင်ရအချင်းပါနေပြီတာကြီးဟာပြင်လို့ရမယ်မထင်တော့ပါဘူးကွာဟိုဘက်နေကမင်းထန်းတို့ညစ်နေတာကြီးကအသေးရတာကွာ easy လုံဆန်းပါ easy လုပ်တယ်အပင်30လောက်တော့မင်းအသာလေးတက်နိုင်ပါ रे ဟာ မမြန်ပြီးတော့မမြန်နားရတော့ဘောကွာကြဲကြဲကြော်ရပြီကိုလိုင်းဝီကကြဲကြော်ထည့်ထားတဲ့ပကံကိုထိုင်ဝိုင်းကိုယူလာပြီးတော့ချပေးလိုက်အဲနောက်သူကမျိုးများကိုခါမှချိန်ပြီးတော့ထန်လီတာကိုပါခါးကြားထိုးလိုက်ပြီးထန်တဲရန်အတွက်ထွက်သွားလေတော့လေထိုင်ရင်တောင်းနေသူများမှာဖြင့်ကိုလိုင်းဝီကိုကြည့်ပြီးတော့အချင်းချင်းတီးတိုးစကားပြောနေကြလေကိုရာကြီးကိုလိုင်းဝီကြီးကပိန်နေလိုပဲဗျာနော်အေးမင်းတို့ပြောမှသတိထားမိတယ်ဒီကောင်ပိန်နေကွာမစားမတော့လို့များလား ဖြစ်နိုင်နေကွာလွမ်းဝေဆွဲကောင်ပတ်စံစုနေတယ်ကွာမိသူပြောပုံရဆိုဒီကောင်ဟင်းကောင်မစားဘူးဆိုပဲပေပင်ရွာမှာကိုတိုင်ကြီးတို့နဲ့ရေဦးစင်ရွာမှာဧည့်သည်များစကားပြောနေကြသည်ခွဲတောင်တလုံးကောင်းမှာရွက်ပြီးတော့လေးနှစ်ရွယ်ကလေးငယ်လေးတယောက်ကိုခတိခွာပြီးတော့ထတော်တဲ့ဝင်လာတဲ့အမျိုးသမီးကကိုတိုင်ကြီးရဲ့စကားကိုကြားသဖြင့်စကားဆိုလာလေးတယ်ကိုတိုင်ကြီးတို့လူလဲကြည့်ပြောခဲ့ပါအောင်တော့တော်တော်ကက်စီနေတာအေးမိသူပြန်လာပြီလားဟာပြောင်းပြီကိုတိုင်ကြီးကိုလန်းဝေချောင်းပြောပါတယ်ကလေးမွေးပြီးတဲ့ကက်စီနေနေတာ သူ့ခင်ဗျာမစားနိုင်မတော့နိုင်ဖြစ်လို့ဘလုံးဖြစ်တာတော့မေးသူဟာနင်းကောင်ကြီးကြီးရတာလေပိန်နေတော့ပိန်နာပါတော့ဟင်းကောင်းနဲ့စားဆိုရင်မစားဘူးလीဖြစ်သလိုပဲစားနေတာအရင်အဲ့လိုမဟုတ်ပါဘူးဟာဟုတ်တယ်ရင်အဲ့လိုမဟုတ်အခုတော့အဲ့လိုဖြစ်သွားပြီသူသားကိုရှင်ပြုတ်ပေးခြင်းလို့တဲ့ကိုတိုင်ကြီးအားနေပဲမစားနိုင်မတော့နိုင်မစားရင်မတော့ရစုနေတာစူးတာလေစူးပေါ်မေးသူရဲ့နင်းလင်ကိုလည်းတေချာကြည့်ပြုံတော်တာအားပြတ်နေ ਉ မယ်လောရတာလည်းသက်ဆွန်ဆန်ဖျားကိုရာကျူးလည်းကူပြောပေးခဲ့ပါအောင်တော့ကျုပ်ဖြင့်ပြောလို့မရဘူး နေလို့သားမိပဲစားရတယ်လေ။ तू ကတခါလာလဲငပိတခါလာလဲပဲလို့ပြောမရပါဘူးတော့။ကိုလန်းဝေးမိမမိသူမှသူယောက်ျားဖြစ်သူအကြောင်းအားပြောပြရင်နဲ့စိတ်ပြက်လက်ပြက်ညင်ညူလို့နေတယ်။မကောင်းကြောင်းတော့မဟုတ်ကောင်းလို့ရင်ဖြစ်နေတယ်။လောကတွင်အလေလက်လမ်းစဉ်သီးသာအကောင်းဆုံးဖြစ်ပါတယ်။မြေတိယာမစိုးတဲ့ဘဆောင်းနှင်းဖြစ်လေမကောင်းပေ။ယခုကိုလန်းဝေးကသားဖြစ်သူအားရှင်ပြုတ်ပေးခြင်းနေသည့်အတွက်မဆိုင်မတော်နေစူဆောင်းနေလေ၍မိမဖြစ်သည့်မိသူမှများစွာစိတ်ညစ်နေတော့ခြေနေလုံးစုံသိတဲ့ကိုတိုင်ကြီးတို့မှမိသူပြောတဲ့စကားများကိုနားထောင်ပြီးတော့ခေါင်းဆက်ဆက်ညှိမ့်ပြီး အေးစိတ်ချမိသူလွမ်းဝေငါပြောခင်ငါပြောမြရွာလူကြီးကိုလာပြောခိုင်းလိုက်အကောင်ရွာလူကြီးဆိုတိတ်ကြောက်တဲ့ကောင်အဲ့ဒါတော့ဟုတ်တယ်ကျုပ်တို့လည်းရွာထဲတော့ရောက်တယ်ရွာလူကြီးကိုမရောက်ဖြစ်ဘူးကိုတိုင်ပြောမှပဲသတိရတော့တယ်ဦးကြီးပြောရင်တော့ तू နားထောင်ပါပါအေးအားဆိုလေငါတို့ပြန်ရင်ပြောလိုက်မယ်ဟာအဲ့လိုနဲ့ကိုတိုင်ကြီးတို့ကပေမင်ရွာကိုပြန်အောင်ရင်ဖြင့်ကိုလန်းဝေအကြောင်းကိုရွာလူကြီးအားတိုင်ပြစ်မိဆုံးဖြတ်လိုက်ပြီးတော့ဒီအများကိုအားပါရရတောင်းနေကြပါလေတော့လေပေပင်ရွာလည်းရှိမှကြီးပင်ရိတ်အောင်မှလူငယ်တစ်တိုက်လောင်စလုံးလှိမ့်နေကြ တို့၏လွယ်များတဲ့တွင်လောက်စလုံးများတဝက်ကြောကြောများရှိသေးတော်လဲပြောသောဖြင့်ဆက်ပြီးတော့ကစားနေကြတယ်။ထို့သောကစားနေတဲ့အောင်တန်းဆိုသောကောင်လေးမှစတည်ပြီးတော့စကားဆိုလာတယ်။ပိုးတင်ငေါင်းဒီတိုင်းတိုးကြရတာကောသိလားမင်းတို့တက်လက်ရီတက်လာပြီကွာ။ငါတို့မပြစ်လို့မင်းတို့ရရနေပါကွာမင်းတို့ကောင်တွေအနူတော်မှလူကြောဖြစ်နေ။ဟိအောင်စကားကိုကောင်းပြောငါမင်းကိုမေးမလို့ထန်းသုံးမင်းထန်းတော်ကိုသိတယ်မလား။သိတယ်လို့ကွာဘာဖြစ်လို့လဲ။အဲ့ရကိုကြီးလွမ်းဝင်စီကိုငါတို့ကြက်ရောင်းတာ။ဘာကြက်တော့တိုးကြက်ပေါ့ကွာ။ အောင်တိုင်းစကားကိုမကြည့်ရင်ရိတ်မှထိုင်နေတဲ့တာအေးမှာတိတ်ပြီးတော့မယုံကြည်ပေးဒါကြောင့်သူ့နားမှာရှိတဲ့ပေတူကခတ်တိုးတိုးမေးလိုက်လေပေတူအဲ့ကောင်ငါးချက်တွေမှာခိုးရောက်နေရလားမသိဘူးနော်အဲ့စကားကြောင့်ပေတူတောင်အနေငယ်မျက်နှာပြက်သွားပြီးမဟုတ်တော့ပါကွာမဟုတ်တော့သာပြောနေတာငါအင်္ဂလားပြန်တာနဲ့ချက်တွေနေတိုင်းပြောက်မင်းတို့မင်းကြောင်ကုတ်သွားတဲ့မွေပါဆွဲသွားတဲ့ဟိုတော့ပျောက်သွားချက်ဖာကြီးဆိုတပိတ်သာကျော်ရှိတယ်ကွာကြောင်နဲ့မွေပါအဲ့လောက်ကြီးမဆွဲနိုင်တော့ပါဟာမင်းကလည်းကြောင်ကြီးမွေပါကြီးတွေလာဆွဲတာနေမှာဘောကွာမဖြစ်နိုင်တာကွာ အောင်တန်းအောင်သိယုံလို့မရဘူးအိမ်ကျွတ်နဲ့လေကျွတ်တော့မခွဲတတ်တာပြောလို့မရဘူးငါးချက်တွေကိုလည်းတောချက်ဆိုဒီကောင်ပြင့်ပြင့်နေမှာတာကြီးကပြောဆိုစနေထိုင်အောင်မတ်တက်ရက်လိုက်ပြီးတော့အောင်တန်းနားကိုသွားကာအောင်တန်းမင်းရတဲ့ချက်ဖဘာရောက်နေညီချိတ်လီကွာဘာလို့လဲဘလောက်သားလောက်ရှိတာရဲ့မေးကိုအောင်တန်းတောင်ခိတာစဉ်းစားလိုက်သူကြီးစိတ်ထဲမှာပူပူတသာပြောပြခါဒီကောင်လေးကိုအနိုင်ပိုင်းနိုင်မြို့တွေးလိုက်ပြီးတပိတ်တခွဲလောက်တော့ရှိမှာပေါ့ကွာဟိဟောနာငါးချက်ကွာအဲ့ဒါဆိုရင်မင်းတခိုးပဲတာကြီးမင်းဘာပြောနေတာလဲ တောကြတပိတ်သခွဲမရှိဘူးဟဲ့ကောင်ငါ့ကိုလည်းတောကြရဘူးလေမင်းငါကြက်ဖာယူပြစ်ပြီးရောင်းစားတာမလားမဟုတ်ဘူးမင်းဘာလို့ရှောက်ပြောနေရလဲတခိုးအောင်တန်းအောင်တန်းတခိုးကွာဟဲ့ကောင်တားကြီးမင်းလိုလာပြီနော်အောင်တန်းတို့ယာဆွေမှာသူရွားပြစီဥစားဘယ်တော့မှမခိုးဘူးဟဲ့ကောင်ပေါက်ပြရပြောနေငါရှိမှတွေဦးလာမောင်ကြီးရဲ့အုံးစည်းတက်ခိုးနေငါတွေးခဲ့တာဟဲ့အဲ့ဒါတခါလေးကွာငါအချက်ကိုပြောတာအောင်တန်းနဲ့တားကြီးတို့တယောက်နဲ့တယောက်စကားများနေရမှာလက်ပါတော့မိအခြေအနေရှိနေပြီတားကြီးဒီကသူ့ထက်လူကောင်ကြီးဒီအောင်တန်းကိုကြည့်ကမင်းမင်းနော်ငါတီမာဆိုလို့မင်း ဟိယောင်တိုင်မင်းဘာလို့ပြောနေတာနော်မှားသွားလို့ပေလူကပြန်ပြောမယ်တာကြီးကအင်းကြီးလက်မောင်းဆွဲတင်ပြီးတော့အောင်တန်းအောင်လက်ညှိုးထိုးလိုက်ကဟိယောင်တိုင်မင်းတတိရှင်လက်ရချမလားအေးချမယ်မင်းတိကြစဉ်းစားနော်ငါတိုင်းတက်တယ်မင်းမသာတိုင်းတက်တက်မတက်တက်ချမယ်ကွာတာကြီးတောင်စိန်ခေါ်မဲ့သာခေါ်ရတယ်သူ့ထက်လူကောင်ကြီးလာတဲ့အောင်တန်းကိုအနေငယ်တော့ဖြုံမိအပေါင်းသင်းညောင်းပြတဲ့ဘိုးထင်နဲ့ပေတူးတို့မှသူ့ဟာမတားပဲမြောက်ပေမြောက်ပေးနေသေးတယ်။တိုက်ချကွာအဲ့ကောင်အောင်တန်းမြောက်ကြမှာကြလုံနေကြပြီချ။မင်းတို့ကကြော်လွင်တဲ့မောင်မြင့်ကိုချကွာ ငါတို့ကဘာဆိုင်လို့ချရမှာမလို့မင်းတို့နှစ်ယောက်ပဲရန်ဖြစ်တာလေဟိအောင်ကြောက်လွင်မင်းကောင်းနဲ့မချအောင်မလားမဘိုးတွေမှာအောင်သန်းတို့ဖွဲ့ရကြော်လွင်ကလမ်းပြီးတော့မေးလိုက်ချင်းဖြစ်ကြော်လွင်ကလည်းလက်ကပြလိုက်ပြီးတော့ချရမှာကွာသူတို့နှစ်ကောင်ရန်ဖြစ်တဲ့ဟာငါစီးဝိုင်းဝိုင်းလိုက်မယ်အကောင်နေစီးဝိုင်းထဲမှာချအခိုင်လိုက်အေးကောင်းတယ်ဒီကောင်နဲ့ကြက်သမားတွေတခါလေးလူချင်းချပါစီချကွာတိုင်းနီးတို့အောင်သန်းတွေလည်းတကယ်ချမိချင်းတွေတော့အနေငယ်ရှိန်းလို့နေပါတယ်တိုင်းမှာလူကောင်သေးတော်တဲ့အယိုးမာတယ်ထင်းတော့ကောင်းမပြုတ်ကြရဲသတိလက်သွားတော့ငါဆိုရင်ကောင်းမှာအဖို့တခုပြီမထွက်လေရတာအေးမာကုံမြင်းကြီးကိုအောင်သန်းကတိထား တို့မဲ့ယခုမချရကလည်းမရတော့စကားလည်းလွန်ထားပြီဖြစ်နေအဲတော့အောင်သန်းသူကြီးအင်ဂျီကိုချုပ်လိုက်သည်ပြင် ground မှာကြိုက်လိုက်ပြီးတော့လက်ခမောက် ခတ်ပြီးတာအေးအစိန်ခေါ်လိုက်ပါလေတော့ဒီတာအေးလာရအောင်ချိန်ကြတယ်မင်းမင်းမှားမယ်နော်ငါကြောက်လို့မဟုတ်မင်းတော့ကြခိုင်ယုံဖြစ်နေတာအေးကမဘိုးတင်နေပေတူးမှာအင်ဂျီကိုအတင်းချုပ်ပေးနေသည်ပြင် ground မှာမြောင်းကြိုက်ပေးလိုက်ပြီးဟေ့တာအေးမင်းတိတ်ခါချခံနေနေမင်းကြောက်နေရလားကြောက်စရာလားဟိုကတာအေးတို့ကကြောက်မွေးပါရင်ပြတ်တော့ပြီးနှုတ် စကားပင်မဆုံးသေးတာရီကပေရုနောက်မှာတွန်းလိုက်တာကြောင့်ကားကားနေမအောင်တန်းရှိရောက်သွားချိန်အောင်တန်းထောက်လက်သည်တလုံးမှာတာရီနဘူးတဲ့တဲ့သို့ဝင်သွားလိမ့်ထိုကားတာရီသည်တောက်ချခောက်လိုက်ပြီးတော့မင်းတကယ်လုံးတယ်ဘောလားယောင်အဲ့နောက်တာရီကအောင်တန်းစီကိုဟုံလုံးပြေးသွားပြီးတော့ခေါင်းမှာသမင်းဆွဲလိုက်သလိုပခုံးမှာကုန်းကိုက်လိုက်ပါလိတော့လေအကိုက်ခံရနေကျင်သွားတဲ့အောင်တန်းမှာအော်ဟိပြီးတော့အကူညီတောင်းပါလိတော့လေအာမင်းမင်းကြီးတို့ဟေးအောင်ဒီလာဆွဲအောင်ဒီမှာငါသိတော့မယ်အာငါကောင်းငါပခုံးအေးအောင်လေ အချိန်လေးရိတ်စားပြီးတဲ့မောင်ဘိုးတင်နဲ့တာအေးပြင်ကြော်လင်မောင်မင်းနဲ့မုံမောင်တို့မှာတာအေးအားဝိုင်းပြီးတော့ဆွဲလိုက်ရတာအေးဒီကအောင်တန်းကိုလက်ညှိုးကောင်းကောင်းထိုးကဟိအောင်အောင်တန်းတာအေးလေကွာမင်းတို့တနာတယ်ကွာမိမတို့လက်ရားချမယ်ဆိုခွီးမလို့ခုကုန်းကြိုက်တာလားလို့ဟိအောင်အခုငားလေတယ်မှာဘာပါလို့လဲမင်းစပြောတဲ့ကမကြိုက်ကြီးလို့ပါလို့လားအောင်တန်းကသူ့ပြီးခုံးမှအကြိုက်ခံတာဒံဟာကိုကြည့်ကငါငါလူစိတ်တက်ပြီးတေတော့မယ်ထင်တယ်ကွာမင်းဘာလျှောက်ပြောတာလူစိတ်ကတိတ်ပြင်းနေတယ်ကွာလူကြီးပြောတာတော့ လူ့မွေကိုက်ရင်ကိုက်တဲ့မွေတော့တည်သေးတယ်ငါလည်းတည်တော့မယ်ထင်တယ်ဟိယအောင်တန်ဘာဒီပြောနေရလဲမင်းငါတည်ရင်ตายတည့်ရခံမယ်ခြေဒီမကောင်းမှန်းသေးမဘိုးတွေတို့ဟာအောင်တန်ဝိုင်းပြီးတော့နှစ်သိမ့်နေရအဲ့ချိန်တို့အနာကိုကိုတိုင်ကြီးကရောက်လာပြီးတော့ဟိယအောင်လေမင်းတို့ဘာဖြစ်နေလဲကွာစူညံနေရပဲဒီငောင်ရံဖြစ်နေလို့ဗျရံဖြစ်တာနောက်မှဖြစ်နော်ဘိုးတွေမင်းတို့ကောင်တို့ရွာလူချင်းကိုသွားစမ်းကွာကျတို့ရွာလူချင်းသွားပြီးတော့ဘာသွားလို့ရမလဲထန်းသုံးမရသူ့တပည့်လွမ်းဝေစိုးနေတယ်သွားပြီးတော့စိုးမလိုက်အောင်ပြောပြီးကွာ ငါမင်းညာတွေကပြောမေ့နေလို့အခုငါရေဦးစင်ကိုဧည့်သည်တွေလိုက်ပို့ပေးလိုက်အောင်မေးပြီးလားဗျာအေးချက်ချင်းသွားခိုင်းတော့ဟဲ့ကောင်းရေးကြီးတယ်အင်းမကိုရိုင်းကြီးတို့ကမဝိုးရင်တို့ကအဲ့လိုမှားချပြီးတော့ထွက်သွားလေတော့တယ်မဝိုးရင်တို့ဒီလဲတာအေးကိုအင်းကြီးပြန်ဝေးစေးပြီးတဲ့နောက်ရွာလူကြီးအိမ်ကိုထွက်သွားလေတယ်အောင်တန်းစီကသူ့ဤပခုံးမှာသွားနေကြိုက်ခံထားသည်ဒံအကိုကြီးကစိတ်တစားဖြစ်လို့နေပါလေတော့တယ်မဝိုးရင်တို့ပေတူးတို့ကတာအေးအောင်တန်းကိုကြိုက်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပဲရွာလူကြီးအိမ်သွားတဲ့လမ်းမှာပြစ်တင်ပြောဆိုလို့နေပါတယ်ဟင့်တိုင် မင်းကွာချပါစုမကုန်းကဲ့ရတယ်လို့မကဲ့လို့ရမလားဟာမင်းကောင်တောင်းတယ်ငါလည်းလုံးမနိုင်ပါဘူးကြည့်ပါလားတစ်ချက်လောက်ထိုးခံရမှာနှစ်ဖူးရောင်တယ်တိုင်းကသူနှစ်ဖူးမှဒဏ်အားပြပြီးတော့ခွန်းတုပ်ပြန်လေးတယ်ဟုတ်ပြီလေအောင်တန်းရဲ့လက်သေးချက်ကြောင့်တိုင်းနှစ်ဖူးမှရောင်လို့နေရမှာဘိုးတွေနေပေတူးတို့အန်အော်ဒကြီးဖြစ်သွားပြီးတော့ဟာဤဟုတ်သားဟာအောင်တန်းလက်သေးကပြင်းသားပဲဒီပေါင်းတိုင်းကမင်းကဘာလို့အောင်တန်းကိုတခိုးလို့သွားဆွဆွဲတာလဲမင်းကလည်းကွာတောကျက်တပိတ်တခွဲဆိုတာငါကြားမှမကြားဘူးလားမင်းရွာထဲမှာလည်းလိုင်မေးကြည့်အောင်တောကျက်တပိတ်တခွဲရှိလားလို့ အဲ့ကောင်လေကြီးတယ်ဆိုမင်းလည်းသိတာနဲ့ကွာမင်းကတမင်နိုင်ရင်လို့ရှောက်ပြောနေမှာပေါ့မင်းကြောက်သူမခိုးတော့ပါကွာဟိုတလောစပတ်ကြီးမွေတကောင်အိမ်ဝိုင်းထဲမှာတွေ့တယ်ကွာစပတ်ကြီးမွေမျိုးဝါပဲနေပါမင်းတော့မဟုတ်သေးပါကွာနောက်တခါအိမ်ကိုပြန်ဦးမပြန်တော့ငါအိမ်ပြန်ပြီးစွာနဲ့ငါချက်တီကြောင်ဆွဲရနဲ့မွေပါကုတ်ရတယ်ခုလာပဲစပတ်ကြီးမွေတယ်မဟုတ်မှလည်းမင်းတို့နောက်ကောင်ခိုးပြီးတော့ချက်စားမလားဟာမင်းကွာထင်းရလိုက်တာငါတို့အဲ့လိုခိုးတာဘွက်တာမျိုးလုံးပါမလားကွာမဟုတ်ရင်နေပေတူးပြောမယ်သာပြောရတယ်တို့ရိမျက်နာကမျက်နှာဘိုးမတတ်နိုင်ကြဘူး အမေရိကန်တာအီးချက်များကိုတာအီးမရှိတဲ့အချိန်တိုင်းမှာခိုးချက်စားနေကြခြင်းဖြစ်ပါတယ်။တာအီးကသူ၏မိဘများအိမ်သို့ပြန်လာခေါ်သောနေ့ဆိုရင်ဘေဒူးနှင့်မောင်မိုးတွင်ကြက်ကောင်ချက်စားပြစ်ကြ။တာအီးပြန်လာသည့်နေ့မွေပါကြောင်နှင့်မွေတို့အားပြစ်ဖို့ကြ။နောက်ဆုံးတစ်ခေါက်ကကြက်ဖာယူချက်စားမိရမှာတာအီးတယောက်တွေးမိတိုင်းစိတ်တူနေ၍အောင်တန်းနေပင်တယောက်ချင်းချသည်ဖြစ်ခဲ့ရ။သူသည်မောင်မိုးတွင်နေဘေဒူးအားသိပ်မယုံကြည်တော်လဲနှကောင်သားမှာမင်းနဲ့မောင်းနဲ့အပြစ်မလို့ဆွဆွဲလို့မရခြင်းဖြစ်နေ။ယခုလဲသူတို့သုံးယောက်ကရွာလူကြီးအိမ်ကိုစကားပြောနေသွားနေရာ။ ။ရွာလူကြီးအိမ်ကိုရောက်လာပြီဖြစ်ပြီ။အိမ်အောင်တန်းရမှာတော့ကြီးတော်သေးသွယ်တယောက်ဆံပြားနေတာကိုတွေ့လိုက်ရ။သူမမဘိုးရင်တို့မြင်တာနဲ့ဟဲ့ဘိုးရင်တို့ပါလားလာလာနင်တို့အိမ်မလာတော့တော်တော်ကြာနေပြီနော်။ဟုတ်တယ်ကြီးတော်အေးကိုဘာကြီးရှိလား။နေ့မှရွာတော်ပိုင်းကကိုမြအိမ်သွားတယ်။ဟုတ်လား။ဘာကြီးကိုထမ်းတော့သွားဖို့လာခေါ်တာ။ဘာဘာပြောတယ်ထမ်းတော့သွားဖို့ဟုတ်လား။အာထမ်းရင်တော့မဟုတ်ပါဘူးကြီးတော်ရာဘာကြီးဒီပဲကိုကြီးလွမ်းဝင်စိုးနေလို့တဲ့ဗျ။ဟဲ့ဘာဆိုးတာတော့နေမကောင်းဖြစ်တာဟိုတလွားတူတော့ကျန်းကျန်းမာမာကြီးပါ မဦးကြီးတော်ရေးစိုးတာဆိုမိုက်တာကိုပြောတာဗျာမဝရင်တော်ကြီးစကားကြောင်ကြီးတော်သေးတယ်မှာတွေတွေငင်းငိမ့်ဖြစ်သွားပြီတော့ဟဲ့ဟုတ်လို့လားဟဲ့လွမ်းဝေရလိန်မာပါတယ်တကယ်ပြောတာပါအဲ့ဒါဆုံးမပြီဘာကြီးကိုလာခေါ်တာအရေးကြီးလားအရေးကြီးတာဘောကြီးတော်ရေးလူမိုက်ဆိုတာပြောလို့မရဘူးလေမြန်မြန်ဆုံးမနိုင်လीကောင်းနေပဲမဝရင်တော်ကသူ့စိတ်ထဲထင်ရလျှောက်ပြီးတော့ပြောနေလीတော့ကြီးတော်သေးသေးဒီကစဉ်းစားမရဖြစ်သွားပြီတော့အေးဟဲ့လူစိတ်ဆိုတာလဲဘယ်လိုလုပ်ပြောလို့ရနိုင်မလို့နော်ဒီနေ့ကောင်းနေမှာမလည်းပြန်စိုးသွားနိုင်တာပဲ ဲကဲရေးကြည့်ရဆိုရင်လဲကိုမြရင်လိုက်သွားပြီးတော့လိုက်ခေါ်ကြအဲဆိုကျုပ်တို့သွားပြီးတော့ကြည်တော့မောင်ဝင်းတို့ကကြည်တော့သေးတယ်နှုတ်ဆက်ကဘာကြီးများအိမ်ကိုရွာကြီးကိုခေါ်ရန်ထွက်ခွာသွားကြပါလိတော့တယ်ဖြာနှချက်အပူးကခင်းထားပြီးတော့ထရေမြူကိုထားလိုက်အမီးပကံအပုံလိုက်နေတောက်စားနေသူတို့မှာတာရဖိုးထွေးပေါတူးဂျိုးသိန်းနဲ့မင်းအောင်တို့ဖြစ်ပါတယ်ကိုမင်းတော်မိမယူတာကောင်းလားကောင်းပါတယ်ကွာတို့ကချစ်လို့ယူထားဆိုအဆင်ပြေတယ်လေမင်းအောင်ဒီစကားကြောင့်ပေါတူးကထရေတစ်ခွက်ကိုမောတောက်လိုက်ပြီးတော့ မင်းပြောမှာပဲငါစောင်းမိတ်ကလူယူထားကြာနာမင်းရလေအဲ့လိုလေမဟုတ်ဘူးလေပေါတို့ရာတို့ကခက်ခဲယူထားတာအဲ့ဆိုငါမိမကိုယူတော့ပစုံတွင်းထိုက်သူတို့တို့လေးနှိုက်ပြီးလွယ်တယ်ထင်တာမင်းရဟိယောပေါတို့မင်းမူးနေငိမ့်နေကွာမရင်နဲ့ရင်နေတာမဟုတ်ဘူးကွာငါဆွဲကောင်ကတိစ္ဆာစကားတွေပဲပြောတာမိမကိုချစ်တဲ့လူသားရဲ့မှာဟောဒီကပေါတူးဆွဲကောင်နိုးတူးပဲပေါတို့မင်းကဘာကြီးလေကွာမင်းတို့ပေပင်သားတွေအဲ့ဒါခတ်တာကွာခေကိုအမိလိုက်ဆမ်းပါဆိုလည်းမဟုတ်ခွီးထဲမှာပဲကွာ ရေဦးစင်သူနဲ့ရပြီးစောက်ကြီးစောက်ကြီးပြောတာဘာလဲ no do ဆိုဟေးကောနှစ်ယောက်မရှိဘူးလို့ပြောတာကွာ no ဆိုတာမဟုတ်ဘူး do ဆိုတာနှစ်နှစ်ယောက်မရှိဘူး no do အဲ့ရောမိမောက်ချစ်တဲ့ထဲမှာနှစ်ယောက်မရှိဘူးလို့ပြောတာမူမူယူနဲ့ပြောချင်တာပြောနေတော့ပေါတူကညီဖြစ်သူตายရမှာအမြင်ကတ်လာပြီးတော့ဒေါ်ဆောင်ကကိုရဟိုတကမျက်နှာတရားခိုင်းနေပြဿနာဖြစ်တော့ကသူမိမောက်ကိုရောင်ဆောင်ဆိုပြီးတော့အတင်းဖန်းခိုင်းနေပြီးတော့ဟေးကောဒါတော်လိုက်တော့မင်းနဲ့ငါညီကိုရင်းသာတော့တာတကယ်တော့မတူတာများတယ်ကွာ ဟုတ်တယ်မတူကိုပေါတူကသွားခေါ်တယ်။နော်ဒီကောငါမြို့နဲ့လမ်းပေါက်လိုက်အောင်ပဲ။ပေါတူကမြို့ဝါကိုင်းနဲ့ပြောလိုက်တဲ့ပြင်နဘေးမှာဂျိုးသိန်းတယောက်မြို့ကိုဆွဲထားလိုက်ပြီးစိတ်ကြော်သမားကိုပေါတူရာတာရခမရအရေးချင်းတွေကိုမသိလို့ပြောနေတာပါ။အေးမင်းမငေါ့နားလေစို့ပြင်ပင်တရာလုံးမှာမင်းသာအတော်ဆုံးပဲဂျိုးသိန်းဒီကောင်လက်ပြူလူပြူတော့လို့ပါကိုပေါတူရာအေးဘာကောရှားခောက်သွားလို့ပါဒီလူပြူနှစ်ယောက်ကဘာတိမှာတော့ကွာခုဒီလိုက်နေမိကြောပိုးနေရ လက်လေးတော်ကင်ဘူးလားမသိတကောင်နေဟမ်ပေါတူရဲ့စကားကြောင့်ကြကြောဦးစိန်ခံဝါနဲ့ဖိုးတွေးမှကိုပေါတူခမားကြောင့်မသိတာကြားလို့ဗျာနေုံဘိုးတွေတော့ပြောဦးပါတယ်မဆွဲမိကိုပီယာစေးခတ်တယ်ဆိုလားပီယာစေးခတ်တော့မဆွဲမိကိုပဲသူ့ကိုယူမှားခတ်မိတယ်ဆိုဗျာဟုတ်လားဟဲ့အောင်နေဟဲ့အောင်နေငယ်တိုးငယ်လာလေးမင်းတို့မဖော်နဲ့တော့မင်းတို့အမှန်တရားကိုပြောတာပါဗျာဟဲ့အောင်ဖိုးတွေဟိုမှာမင်းဘာထန်းတော့လာတယ်ကွာခေါ်လိုက်အောင် မင်းတော်ထန်းတော်ထဲမောင်မိုးတွေနဲ့လူလမ်းလျှောက်လာတဲ့ရွာလူကြီးကိုမြင်ရအဲ့လိုပြောလိုက်တဲ့အခါမှာဖိုးလေးတယောက်တစ်ချက်ပြုံးလိုက်ပြီးတော့ဟင်းကျုပ်ပါလားထန်းတော်လာရဲ့မှာဗျာအမေကိုကြောက်တာပဲတပိုင်းသေးနေခပြောင်ဝေစင်းသားကြီးလေယောက်ျားကြီးပြီးတော့မိန်းမကြောက်ရတယ်လို့အဲ့လိုမိန်းမကြောက်တဲ့သူကရွာလူကြီးလုံနေလို့ပဲဗျာကျုပ်ကအမှန်တရားသမားဗျာအဘတွေအမကြီးလာမပြောနဲ့နော်အမှန်တရားတော့သူကျုပ်ကပြောရဲ့တယ်ဖိုးလေးတော်တော့မပြောနဲ့တော့နေသမောင်ကိုမင်းတော်ခမရုပ်ဝေစင်းသားကြီးလေဗျာခမရုပ်ကလည်းမိန်းမရှိတယ်ကိုဘော်ရူးကလည်းမိန်းမရှိတယ် နောက်ဆုံးမြောင်ဟိုကောင်ဂျိုးသိန်းဆိုတဲ့မိန်းမရှိခမောက်ထန်းတော့လာရတယ်လीယောက်သားဆိုအဲ့လိုပြင်းနေရမှာဗောကျိုးပါတော့ဗျာချောင်းမြချောင်းနေတာမသိပါဘူးအမေကဟိုမသွားနဲ့ဆိုအေးပါသေးသွဲဒီမသွားနဲ့ဆိုအေးပါသေးသွဲအဲ့လိုပြင်းနေငါသားမျိုးကတော့ဘသူတော့ငါဆဲတာမင်းမင်းလင်းတော်မောင်ကြီးဆဲနေတာကွာဂွီးထဲမှာပဲထန်းတော့လာပြီးတော့ကို့အဖအတင်ပြန်ပြောနေရလို့ဟာကရော့ကရော့ဘာကြီးကရော့ကရော့အဖထိုင်းထိုင်းနေပြိုကိုလန်းဝေးလာလာတမရေးကြီးရဲ့တယ်လာရပြိုဖိုးတွေမှာသူဤဖရွာလူကြီးလက်ကိုဆွဲကထိုင်ခိုင်းလိုက်သလို့ ထန်တော့ပါရှင်ကိုလွမ်းဝေကိုလည်းတပါတဲ့អော်ခေါ်လိုက်ရွာလူကြီးမှာသူဤကိုခန္ဓာဝါးရဲ့ဖက်ဖိုင်ကြီးဖြစ်အယောင်မမနဲ့ဝင်ထိုင်လိုက်ပြီးတတိဝင်လာတဲ့ခါမှာအတင်းကုံယုံထကဟောငါတော့ရောင်းကုန်ပြီးခွီးမလို့ထိုင်ရမှာလားလို့မင်းတတိထားတော့ဟိတ်ကောင်ဟိတ်ကောင်ဒီအေးဆေးတော့ရုံးမလုံးနဲ့နော်မင်းတို့အကုန်လုံးဒိတ်တုံးနဲ့ရောက်ကုန်မယ်မှတ်တာရွာလူကြီးကသားဖြစ်သူပါဝင်ကြံသောသူများဟောပါရောရှက်မန်မဲလိုက်ပြီးတော့မဘုဒ္ဓင်တို့တောင်းနေသူထန်းတဲ့အတွင်းရှိတန်းရမှာသွားထိုင်နေပါလေတော့လေလွမ်းဝေးဟေးမမလဲလွမ်းဝေးဟေးကောင်လာစမ်း လာလာပါဦးကြီးထောင်းလီသွားချပေးနေလို့ပါမင်းလာမင်းများလာအန်ကုန်လေခူးဆိုင်မနေနဲ့ဒီဟိုရင်လာထိုင်းနေတွင်ရှိဇပွဲတန်းရမှာထိုင်းနေရွာလူကြီးမှကိုလန်းဝေယာခေါ်လိုက်ခြင်းဖြစ်ပါတယ်မဝိုးတင်ပေတူးနဲ့တားရည်စီကတန်းရပေါ်မှာရှိတဲ့ရင်းနှီးချမ်းဦးထဲမှာရင်းနှီးချမ်းငှဲ့တောင်းရင်နဲ့အတင်းချထားတဲ့ထညာကောက်ပြီးတော့ယူစားလိုက်များမကြသောချိန်မှာကိုလန်းဝေတယောက်ပြားကြီးပြားနေမင်းရွာလူကြီးနဲ့မြန်မာချင်းဆိုင်မှာရှိတဲ့တန်းရမှာထိုင်လိုက်ပြီးရွာလူကြီးကရိုးသေးသေးစကားဆိုလိုက်လေ။ဦးကြီးထန်းတော့ရောက်လာတာလောတာချင်းပြောပါဗျာ ကျုပ်လာဖို့မှာပေါ့အေးကွာချိုးပြင်းလေးတမြူလောက်လှုပ်စမ်းရမယ်ရမယ်ဦးကြီးတို့အကောင်းဆုံးလုပ်ပေးမယ်ဟာမဟုတ်ပါဘူးကွာငါးတောင်ချောင်းကုန်ပြီထိုင်းရီတော့မင်းစီလာစရာလားလို့ကဲမင်းတော်တော်ဆိုးနေသော်ဟုတ်လားမင်းကွာငယ်တော့လိန်မာတော့ခုမှဘလို့ဖြစ်တာတော့ဗျာရမနေနဲ့မင်းဝန်ဆုံးမဖို့ငါလာတာထိုင်းရီရောက်တော့ငါနားလေပေးနိုင်တယ်မဲ့ကွာကိုထိုင်းကိုပြန်တောက်ပြီးတော့ဆိုးသွားနေတာတော့မကောင်းဘူးကွာအိမ်အောင်ကြလို့ပိုလိန်မာမထင်တာလားမင်းကပိုဆိုးနေပါဘောလားဥဥဒီတခုတော့လွဲနေထင်တယ် ဘာမှလွဲစရာမရှိဘူးမင်းငါပြောစကားသာနားထောင်ကြလားအိုမဟုတ်သေးပါဘူးဗျာမင်းမင်းမဘဲသွားလဲအိုရွာထဲစီသွားဝယ်တယ်အိုမပြောချင်းပြန်လာပြီကိုလမ်းဝေးကမိမဖြစ်သူကလေးတစ်ဖက်နဲ့စီပုံးဆွဲလာသည်ကိုမြင်လေတန်းရမှခက်မြန်မြန်ထားလိုက်ပြီးအပြေးသွားကြိုလိုက်လေအဲ့ဒီချင်းအောင်ရွာလူကြီးကဂျင်းနှန်းစွာပြုံးလိုက်နေသူ့ဦးမြန်နှန်းချင်းဆိုင်ဆိုင်မှာထိုင်လိုက်ကသူ့ဦးမြန်နှန်းချင်းဆိုင်မှာထိုင်ကထညာစားတယ်မောင်မိုးတွေတို့ကစကားဆိုလိုက်လေဟဲ့ကောင်နေတွေ့လားငါရောက်တာနဲ့တန်းလိန်မာသွားတာအဲ့ဒါပဲကွာ သူတော်ကောင်းတို့မိသည်ဘဝဉ္ဇဉ်ကလူတွေဟိုကပြောင်းလဲပေးနိုင်သွန်ရှိတယ်ဆိုတာလေမင်းတို့မှတ်ထားကြအောင်ကြားလားဟုတ်ကဲ့ဟုတ်ကဲ့တတော်ကောင်းတာပဲဗျာနော်ကောင်းတာပေါ့ကွာလူကောင်းသူကောင်းဖြစ်ဖို့ဆိုတာသူ့เสียရလဲလူကောင်းသူကောင်းဖြစ်နေပါကွာကျုပ်ကထញ្ញက်ကိုပြောတာဘာကြီးရဲ့မိမိကြီးတော်လားမင်းတို့ကောင်းတွေလည်းအလကားပဲပညာရှိစကားကိုအေးမထားဘူးမင်းတို့ကောင်းတွေမောင်မွေးတို့၃ယောက်ကမစီမဆိုင်ဟင်းရောက်နေသဖြင့်တို့၃ယောက်ဒီလဲငြိမ်နေလိုက်ကြညမကြတော့ချိန်မှာတော့ကိုလန်းဝေတို့တားမိသားဖ၃ယောက်ဟာတဲတဲကိုဝင်လာကြ ကိုလန်းဝေးမိမမိသူကရွာလေးကြီးကိုမြင်တာနဲ့ပြုံးရှင်သွားစကားဆိုလေတယ်။ဥယျူမျောနေတာဥရဲ့ဦတပည့်အခုတတော်ကိုစိုးနေလို့အေးအဲ့ဒါကြောင့်ပဲငါရောက်လာဒီကောင်ကွာဟိုတော့ကလိန်မာတလို့အခုမှဘလို့ဖြစ်ရလားဟိုကောင်လေးနဲ့လည်းတအားမပေါင်းစီနဲ့အဲ့ကောင်လေးကလူရှုပ်တွေရွာလေးကြီးကသားပြည့်သူရဲ့ထရေဝိုင်းကိုမင်းငေါ်ပြရင်နဲ့စကားဆိုလိုက်လေတယ်။အဲ့နောက်သူဒီကိုလန်းဝေးကိုကြည့်လိုက်ပြီးတော့ဇိုးတာမိုက်တာမကောင်းဘူးဆိုတာမင်းသိပြီမလားကိုကိုလည်းပြန်ကြည့်အောင်ပိန်ညောင်းနေပြီ မဟုတ်ပါဘူးဆိုဦးကြီးကကျုပ်တကယ်ဘာမှမဟုတ်တော့မလုပ်ပါဘူးမလုပ်ဘူးဆိုရင်ငါ့ကိုမိမိမကမင်းရောထားပြီးဘာလို့ခေါ်တာရွာလူကြီးစကားကြောင့်မိသူတောင်မျက်လုံးပြူးသွားမဖြစ်တော့မှန်းသိ၍မိသူကရွာလူကြီးအားအကြောင်းဆုံးရှင်းပြလိုက်ရပါလိမ့်တော့တယ်ဟိုဒီလိုဦးကြီးရဲ့သူဆိုးတယ်ဆိုတာလေမိုက်နေရရန်ကားနေရမဟုတ်ပါဘူးဘာမှမစားမတောက်မနဲ့ငွေစုနေရကိုပြောတာဟမ်ငါ့ကိုရှင်းအောင်ပြောစမ်းဟာဘာဒီလဲဟိုကိုတို့ကအခုဆိုငါးနှစ်ပြည့်ပြီလေအဲ့ဒါရှင်ပြူးကိုမစားမတောက်ငွေစုနေရသူ့ကြည့်ပါလားလေတိုင်းအောင်လဲတော့မဲ့ပုံနဲ့ အဲ့လိုလားဟုတ်သားဟာဒီကောင်တော်တော်ပိန်နေရပဲဟဲ့ကောင်လွမ်းဝေမင်းလူနိုင်ပါလေကွာအလောက်ကြီးလဲငတ်ခံမနေစမ်းပါနဲ့မင်းဦးကြီးကတော့တော်တော်အခြေအနေဆိုးနေပြီရွာလူကြီးမလို့ပြောလိုက်တဲ့အခါကိုလန်းဝေကသူ့ဤသားတော်မောင်ကိုတိုးဟာကောက်ချီလိုက်ပြီးတော့အေးမဗျာကျုပ်တတိထားပါမယ်ဦးဒီကောင်ကြီးကိုရှင်ပြူပြီးမှပဲကျုပ်ကောင်းကောင်းစားကောင်းကောင်းတောက်ပြမယ်လို့တွေးထားတာအဲ့လိုလဲမဟုတ်ဘူးလေကွာမင်းကလည်းထိုင်တင်းတလောက်တော့စားတော့အောင်ပါဗောကျမ်းပါမှာအလုပ်လုပ်နိုင်ပါကွာမင်းမကျမ်းပါလို့ထမ်းမတတ်နိုင်မင်းစီဘူးမှထိုင်ရင်လာတော့တော့မှာမဟုတ်ဘူးလေ ထိုင်းသုံးမင်းဆိုပြီးဘလောက်နာမည်ကြီးကြီးထိုင်းရင်မရှိဘူးဘူးမလာမှာမဟုတ်ဘူးငါပြောတာမင်းသဘောပေါက်ဟုတ်ကဲ့ဦးကျုပ်သဘောပေါက်ပါပြီကျုပ်သားခုနှစ်နှစ်လောက်ဆိုရှင်ပြုတ်မယ်ဗျာရွာတွေကရှင်ပြုတ်နိုင်တဲ့ကလေးရှင်လဲကျုပ်သားလူမှာတခါလေးပြုတ်ပေးမယ်ဟေးမင်းအစီအစဉ်ကောင်းတယ်ကွာလိုအပ်တာရှိရင်ငါ့ကိုပြောကြလားဟုတ်ကဲ့ဦးကြီးတို့ပဲအားကိုးရမှာပါအေးအားကိုးတာအားကိုးတာပဲကိုကိုအငတ်ခံပြီးတော့ငွေစုမနေနဲ့ဦးမင်းစားတာဘာကုန်မှမတ်လို့ကွာကလေးနဲ့မိသူရောမင်းငတ်ထားတာပဲလားရွာလူကြီးမှအဲ့လိုပြောလိုက်တဲ့အခါမိသူကပြပြသလဲပင် ်အမဟုတ်ဘူးကြီးရဲ့ကျမတဲ့ကလေးတို့ကောင်းကောင်းကြွေးတယ်သူပဲမစားမတော့လုံနေရရှင်အခုနောက်ပိုင်းထမင်းအောင်နည်းနည်းပဲစားလို့ဥယျာခေါ်လိုက်ရတာပဲအေးအေးမသိပါဘူးဒီကောင်လွမ်းဝေတော်တော်လေးစိုးနေဆိုတော့ငါ့မှာလာခဲ့ရဟိုသုံးကောင်ထမင်းကြွေးလဲကြွေးလိုက်ကြစမ်းပါကွာထညက်လူစားနေရတော့အဲ့ကောင်ကြီးကြည့်အောင်ရွာလူကြီးကမိသူအားစကားပြောနေတခေါက်ပါလေးတည်းရှိနောက်ဆုံးလက်ကျန်ထညက်ကိုလူနေတဲ့မောင်မွေးတင်တုံးကိုမြင်၍အဲ့လိုပြောလိုက်ခြင်းဖြစ်ပါတယ်အိုက်ကပေတူးကလက်ကပြလိုက်ပြီးတော့အာမစားဘူးမစားဘူး ိုင်းလောင်းဝင်ကသူ့ဘာသူတော်မစားရအောင်ကျိုးတို့တော်စားလို့မူးလဲနေပါအောင်မယ်ဗျာမင်းတော့လေကွာငါအဲ့လောက် ကက်စီမနေသေးပါဘူးထမင်းစားကြမလားမင်းမှပြေးမေးလိမ့်မစားပါဘူးဗျာဟိုမှာဘာကြီးပြောတဲ့ချိုးပင်းလေးလှုပ်ပေးလိုက်အောင်ဟိုကရောင်နေစိုးတဲ့တကယ်မှားတာခင်ဗျာလိုက်ကိုမသိဘူးပေတုရဲ့စကားကြောင့်ကိုလောင်းဝင်မှာပြုံးစီစီဖြစ်သွားပြီးတော့သူ ਈ သားလေးကိုနမ်းလိုက်ကအောက်ကိုခြားပေးလိုက်ပြီးတော့ထရေယူဟန်ထွက်သွားလေတယ်အိုက်ခရွာလူကြီးကဟေးဟေးလောင်းဝင်ဘယ်သွားမလို့တော့မင်းထီးမီးခြားပေးမလို့လေဦးဟာကွာမင်းကလေးတွေပြောတဲ့အချိန်ရှောက်လို့ရသလားအဲ့ဒါမယူအောင်လားဗျာ ူတို့ပြောတဲ့တန်းထီရီပဲယူမလားနဲ့အမီးလေးပါချကွာငါငွေရှင်းပါပါကွာမင်းကလည်းဟာရပါဗျာဥကြီးကလည်းသိမ့်မျက်နာပြောင်တာပဲကိုလမ်းဝင်ကပြောဆိုထီရီနဲ့အမီးဟာရွာလူကြီးတို့ကချပေးလိုက်လေရွာလူကြီးထိုင်းရင်တောင်းနေသူမြင်တဲ့အခါဖိုးလေးတို့ဝိုင်းမှာပေါတူးကလေတန်းခတ်တိုးတို့နဲ့ဈာသူများကိုစကားဆိုလိုက်လေဟျောင်ဟျောင်နေအနေတန်ပြောဆိုစင်ကျင်တော့ရွာလူကြီးထိုင်းရင်တောင်းနေပြီကွာမင်းတို့ဒီအတန်းရွာလူကြီးကသွေးဆိုးတယ်ဟိုကောင်ဖိုးတွေမင်းတို့နာပြီပဲသိပြီအေးဗျာမြန်မြန်တော့ဒေါ်သာကျုပ်တို့ရင့်နေဦးမယ် မမြန်တောက်လို့တော့မရဘူးကွာတူးတိတ်နေမင်းတို့စကားချင်းပြောနေကြလားတို့ကစကားကိုတီးလို့ပြောပြီးတော့ထရေကုန်အေးဆေးတောက်နေကြထိုင်းနေတဲ့မှာဖြစ်ရွာလူကြီးတယောက်ထရေတောက်နေပြီးတော့မောင်မိုးနေတို့မှာဖြစ်အမီးစားနေကြရွာလူကြီးကထရေလေးနှစ်ခွက်သုံးခွက်ဝင်သွားနေအမီးစားနေမောင်မိုးနေတို့ကြည့်ပြီးတော့စကားဆူလိုက်လေတဲ့အဲဟဲ့ကောင်နေမင်းတို့ထရေမတောက်ပဲအမီးစားနေတာဟမ်အဲ့ကျုပ်တို့တောက်ရမှာလားမတောက်နဲ့လေမင်းတို့ငယ်သေးတာကိုကဲမင်းတို့တော့ကိုများကကိုုံသွားခေါ်ကြည့်သွားငါခေါ်လေးပြောလိုက်ပြာ ဗျာမနေနဲ့လူစကားထားမလဲလို့မသိဘူးကောင်းနေမြ мян သွားဟိုဝင်ဒီဝင်လုံးမနေနဲ့နော်ငါထိတ်တုံး6ပေါင်းမင်းတို့တောင်းအောင်စာဖြစ်သွားမယ်မင်းတို့ကောင်းနေထိတ်တုံးမခတ်ရလဲကြာနေပြီနော်ဟမ်မခတ်ပါနဲ့ပါရာကျုပ်တို့မြ мян နာပါမယ်မဝိုးရင်တော့ပြောဆိုဆိုကြွက်ကြော်တယောက်တစ်ဖက်ကြခတ်မြ мян နှိုက်လိုက်ပြီးတော့ရွာဦးဘက်ကိုချေဦးလှည့်လိုက်ကြပါလေတော့ဒီမဝိုးရင်တော့တောင်းခေါ်ဆောင်မှုဖြင့်ထန်းသုံးမင်းထန်းတော်တို့ဦးအောင်နဲ့ဘာကြီးများတို့ရောက်ရှိလာကြသူတို့ကထန်းထဲထဲမှာရှိတဲ့ဇဝဲတန်းရမှာထန်းရင်တောက်နေကြသူတို့နှစ်ဘေးမှာတော့မဝိုးရင်တို့တောင်းအမီးစားနေကြတယ် အဲ့နောက်ရွာလူကြီးကထိုင်းအိုးများကိုပြင်ဆင်နေတဲ့လွမ်းဝေရခေါ်လိုက်အဲ့တော့လွမ်းဝေလောင်းဟုတ်ကဲ့ဘာလို့လဲဦးငါလူရမင်းလှုပ်ပေးနိုင်လို့လားဗျာဗျာမနေနဲ့နော်ငါလူအဲ့နေရာရည်မြင့်လေးကိုဟာရည်မြင့်လေးကိုဦးဘာပြောနာလဲမင်းပြောတော့ငါဘာလို့လဲဆိုရည်မြင့်လေးကိုသာရမယ်ဆိုငါစည်းစိမ်ဥစ္စာတွေပြီးတော့ငါမင်းမသိတယ်ရောငါတောက်ပါလိုက်ပြီးမကွာရွာလူကြီးအတန်ခက်ကြဲကြဲပြောစကားကြောင့်ထန်းတော်လေးရှိလူများအားလုံးရွာလူကြီးကကြွက်ကြီးကြွက်ကြီးလုံနေကြ အခြေအနေကိုသိတဲ့ဦးအောင်မှာကိုမောင်ကြီးစိတ်ထင်းဦးလေဗျာခင်ဗျငယ်တော့လည်းမဟုတ်ဘူးဘာလဲကိုကျုပ်တို့ဆေတော်တက်တယ်ဗျာဟာကိုမောင်ကြီးခင်ဗျဘာတွေပြောနေတာလဲကျုပ်ပြန်မားလို့လားကျုပ်တို့တက်တယ်ကရာကြော်နေလို့လားဟမ်ကျုပ်ပြ60ပဲကြော်သေးတာကြီးမကမင်းတော်ထားမိလို့ဟိုကောင်ဖိုးလေးဆွဲကောင်ရလာတာရွာလူရအတော့မူးနေဖြစ်ဘာကြီးမဒီကထေရီတစ်ခွက်မောတော့လိုက်ပြီးတော့ကိုလန်းဝေကိုလိုက်ရပြကလွန်ဝေသွားသွားလှုပ်ရှားရှိတာသွားလို့သွား ဘာမှမောင်းလျှောက်ပြောနာရီမင်းဆိုတာရိုးခေတုံးပြဆန်မင်းသမီးဒီကောင်တိတ်ကြိုက်တာလေကွာဟိုအပြင်သူ့တိတော်မသိဘူးအရမူတိုင်းဒီပြဆန်မင်းသမီးကြီးတာနေတာမင်းတို့ရွာလူကြီးကောင်းမှာအမာရွတ်တွေအဲ့ဒါမူလာတိုင်းရီမင်းကိုတာနေသေးသူကငဲဦးချပွေးနေထုတာတာဟေ့အဲ့ဘိုးတွေမင်းဖောက်ကူးဆိုင်လိုက်မင်းဖောက်အရင်လိုကိုကန်စွာမရှိတော့ဘူးဘိုင်းမြစကားတောင်အားလုံးပြုံးစီဖြစ်သွားကြရွာလူကြီးတွေကဘိုင်းမြကိုမကြည့်လို့ကြည့်လိုက်ကဘာလဲကိုမြခင်ဗျာရီမင်းလက်ကိုကင်ခဲ့ရဆိုမန်တက်နေရလား ကြက်ပေးပြီးလက်ခံရတော့ကြိုးလေးလို့လို့ရတယ်ဗျာကြိုးကမေတ္တာစင်မေတ္တာမှန်ကိုလိုချင်တာခမားကြောင်မတီးဘူးမထင်နဲ့နော်ရီမင်းကိုနွားတရှင်ပေးမယ်ဆိုပြီးကြံတာကြိုးမတီးဘူးထင်နေလားဟေ့ကောင်မောင်ကြီးမိမာတွေရှောက်ပြောနေရတော့ခမားဘာအတိမြန်လို့နွားမဆုံးတာလဲကြုတ်သိရင်တော့အဲ့ကလေးကရီမင်းကြိုးကိုရက်ဆက်မယ်ဆိုတော့ကြုတ်သဘောပေါက်သွားပြီဗျာရွာလူကြီးနီးမနေနဲ့ဥုံးမှာရွာလူကြီးလက်မောင်းကိုပုတ်လိုက်ကရွာလူကြီးဟာတက်တွေလဲကြီးနေပါအဲ့ဒါပြောမနေပါနဲ့တော့ကျုပ်တို့ဆိုတာ ကိုခမရလေးရှောက်ပြောမနေနဲ့ရေဦးစင်အားပြိုကြီးမဆုံဘလောင်းနဲ့တင်တောင်းအောင်လဲတွားပြောတယ်ဆိုခမရစီကိုဘိုးတွေမရောက်ခင်နှစ်ကလေးဗျာခမရတော်အကြံကြီးတဲ့သူပဲဗျာတသက်စားမကုန်ကြံတာခမရကူမောင်းကြီးခမရဘာလို့ပြောနေရလဲကြုံပြောတာမဟုတ်လားကြပြောတယ်မဟုတ်လို့လားဟုတ်တယ်လေဒါမဲ့ဗျာခမရထေမူးတာနဲ့ကိုပေါ်ကုန်ပြီပေါ်မယ်ပေါ်ပေါ်ရမယ်လောကကြီးကရိုးရှင်းတယ်လူတွေကမရိုးရှင်းဘူး လောကကြီးကမရက်ဆက်ဘူးလူတွေကရက်ဆက်တယ်ရီးမြင့်ရေကိုခေါ်နေတဲ့ရီးမြင့်ကြားလာဘဝဖပန်းနေရွာလူကြီးကတန်းရားမှာမတ်တက်ရက်လိုက်ပြီးတော့တဲပြင်းကိုထွက်ကလောကကြီးနေပါတိုင်တယ်ပြီးတော့អော်နေတဲ့ဖြင့်ဦးအောင်နေဘာကြီးများတို့ရွာလူကြီးနောက်မှာလိုက်သွားကြလေတော့ထမ်းမြောင်မှာဝိုင်းဖွဲ့နေဖိုးလေးတို့အဖွဲ့မှာဖြင့်သူတို့မရှိသေးလားငြိမ်ကုန်နေကြအတန်လဲမထွက်ရဲ့ပြီရွာလူကြီးကိုကြည့်ရစီမှာပုံမှန်ချိန်နေတော့မဟုတ်ပေဦးအောင်နေဘာကြီးများမှာခွက်ပုံးချနေကြသူများမလို့တေးုံမပြတ်ပေမဲ့ မတော့တာကြာဖြစ်တဲ့ရွာလူကြီးမှာပြင်အတော့ကိုသေုပ်ပြတ်လှတို့မဲ့မိသူမှတော့မပြောရဲ့ပြီဘယ်တော့ဆိုတော့ရွာလူကြီးဖြစ်နေဖြစ်တော့ရွာလူကြီးကထန်းတော်တစ်ပတ်လှဲ့သွားပြီးတော့များမကြသောအချိန်မှာငိန်ကိုရင်နေတဲ့ဘိုးလေးတို့ဝိုင်းကိုပြန်လဲရောက်ရှိလာပြီးအဲ့ဒီဝိုင်းမှာဝင်ထိုင်လိုက်ကမင်းတို့ကောင်တွေကငါဩဝါဒပေးเสียရှိ ဟုတ်ကဲ့ရွာလူကြီးဒီောငါသားငါသားဒီောသိရမလားဖိုးတွေကောင်ပုတ်ပြပြီးတော့စကားဆိုလိုက် အားလုံးမှာဦးကောင်ကိုညှိပြပြီးတော့တီချောင်းပြောလိုက်ရလိမ့်တယ် ိုက်ခါရွာလူကြီးကသားပြည်သူဖိုးတို့ရဲ့ဥကောင်ကိုခတ်ဆက်ဆက်ရိုက်လိုက်ပြီးတော့မင်းတို့ပြောအောင်မယ်ကွာဒီကောင်ငါတောင်းဟိုးရလားမသိဘူးဘာလို့ရွာလူကြီးရဲ့ဘာဖြစ်ရမလဲကွာဒီကောင်ညံ့ချက်မိကျောကိုယူချင်တာလဲပြာလို့အလိုလိုက်တာလဲခြာလို့ကွာငါနဲ့နေရာချင်းသာလဲလိုက်ချင်းဘာဘာတော်မူးနေတယ်နဲ့ဘာပြန်အောင်ဗျာကျုပ်လိုက်ဖို့မယ်ဟဲ့ဘာလဲဖိုးတွေမင်းငါပြောတော့မဟုတ်ဘူးလို့ညင်းလာမင်းကွာကောင်မလေးတယောက်စီအဖေရောက်နှစ်တွေကြာကြီးစောင်းရတယ်လို့မင်း ရွာလူကြီးရဲ့စကားကိုတားမှဝင်ပြီးတော့ထောက်ခံလိုက်တယ်။ရွာလူကြီးပြောတာမှန်တယ်ဗျ။ကုစုရီးသားလူတငယ်ချင်းလူဘာလူညာလူစင်မှာပဲရှိသေးတယ်။အန်ကောင်အတော့မကြောက်ဘူး။ဟေးကောင်သားရမင်းငါသားပဲပြောမနေနဲ့။မင်းလည်းဘာထူးလဲ။မင်းတို့တူတူနဲ့နူနူကြီးပဲ။ဟေးကောင်လည်းဘာကြည့်နေလဲ။လူကြီးကတော့လေးစားမသိလား။ဘာဖြစ်ရလဲဟိုမှာ။ဟိုမှာမင်းတို့မင်းလေနေတဲ့ကြီးရဲ့လူတွေလူကြီးမြင်လား။မိုးတော်မတဲ့ရက်နေနေရာပေးလိုက်ပါဒီကောင်လေးငါထိတ်ထိတ်အဖဘာပြောနေတာဗာ။ထိတ်တုံးနဲ့တွေးတော့မယ်လို့ပြောမလို့ကွာ။ ိုလန်းဝေဆုံးမရရောက်လာတဲ့ရွာလူကြီးမှာယခုတော့ထိမ်းမြောင်ဖြစ်လို့နေပါပြီရွာလူကြီးမလို့မိသူမစကားမမရဲပြီဦးအောင်နဲ့ဘာကြီးများကိုလည်းလူငယ်များရှိနေသည့်ဝိုင်းတွင်အတင်းထိုင်ခိုင်းတာကြောင့်ကြီးကောင်ကြီးမနဲ့စိတ်မသက်မသာဖြင့်ဝင်ထိုင်နေရပုံပေါ်တယ်ပေါတူးသည်ကအထာနဲ့ပြီးတော့ရွာလူကြီးအတွက်ဝါးကြောင်သစ်သွားယူကထိုင်ကိုထည့်ပေးလိုက်ပြီးကျုပ်ကရွာလူကြီးရဲ့ထက်မြက်တွေကိုတိတ်ပြီးတော့သတိမထားမိတာပေါ့ရွာလူကြီးကငငယ်တော့ဆိုတိတ်ဖြောင်းဆိုပဲဗျမသိရင်တက်ရှင်မင်းသားလိုလိုပဲဆိုဝိရင်ဘန်ကောင်ပစိုးမဝစ်တာ ਉਹ ဆိုဗျပြိုးတိုင်းကြိုက်တဲ့နှင်းစီကိုင်ဆို ပြူတိုင်းတော့လှုပ်ပါပေါ့တူရ။အိုးတဲ့ဟိုးတဲ့ပြူတိုင်းကြတဲ့နှင်းစီပွင့်ကြီးဆိုဗျ။ဟိုတခေတုံးကတော့မောင်ကြီးခေဖြစ်ခဲ့တာပေါ့ကွာ။မင်းကြီးတော်ကြီးတော့ငါဟာကြိုက်သေးတယ်ကွာ။ပေါ့တူတောင်မြည်သည့်စကားမှထပ်မပြောရတော့ဘူး။ထပ်ပြောပါကသူကြီးမာရာမိခင်ကြီးမှလည်းပါလာနိုင်သောကြောင့်ဖြစ်ပါတယ်။ဒါလို့နဲ့ပေါ့တူတို့ကမဘိုးတင်တော့မျက်ရည်မျက်ခြေပြပြီးခေါ်လိုက်ကာ။ဟေးမင်းတို့ရွာလူကြီးလာထင်းဟုံး။လာတော့ကိုလုံးဝင်ဆုံးမစကားလာပြောတာသူ။ခုတော့သူ့ဆုံးမဖို့ဖြစ်နေပြီကွာ။ ခမရလည်းပြင်ပြင်သားဗျာရွာလူကြီးကခမရရွာလူကြီးပဲကိုကျုပ်လိုပြန်တော့မယ်ဟာရောက်နေအဲ့လိုလိုလူမရဘူးလေကွာမဘိုးတင်တော့မှအမီးစားလို့ဝိုင်းမလို့ပြန်ပြင်လိုက်ကြသူတို့မပြန်ခင်ထညာသွားဝယ်မိကိုတွေးပြီးတော့ကိုလန်းဝင်ကြီးသွားလိုက်ရှင်ကိုလန်းဝင်တယောက်ခါတွင်မြို့အများကြီးတိုင်းနဲ့ရင်ရင်သွားပြင်ဇိုးဝင်ကြီးသွားလိုက်ကကွေးလုံးဝင်စင်ပြေးလားအပြေပါကွာဘာမှဖြစ်ပါဦးဘာမှဖြစ်မလို့နေဗျာခမရကြီးကသိမ့်မဟန်ဘူးထိုင်မတက်ပါနဲ့လားမင်းတော့လည်းကွာရပါတယ်ဆိုဖြေသေးပါဦးဗျာအမကြီးပြောအမကြီး မောင်မွေးတို့ကကိုလန်းဝေးကြီးလက်မောင်းကိုကိုင်းနေကိုလန်းဝေးကြီးမိမဖြစ်သူကလမ်းခေါ်လိုက်လေများမကြသောချိန်မှာမိသူရောက်လာဘိုးတင်တို့ဘာဖြစ်လို့လဲဘာဖြစ်ပါဦးမားယောက်ျားထမ်းတက်ခိုင်းမှန်းလို့လားခုနလဲကြမလို့ဖြစ်သွားတယ်နေမကောင်းလားမသိဘူးအားနေနေနေမှာဘောဟဲ့ငါလည်းပြောပါတယ်ကိုလန်းဝေးရှင်ဒီနေ့ထမ်းတက်နေတော့မိသူကမောင်မွေးတို့ကပြန်လဲဖြေးချားနေသူမရဲ့ယောက်ျားဖြစ်သူကဟန်တားလိုက်အဲခါကိုလန်းဝေးကဟာငါဘာဖြစ်ပါဦးဟာတုတ်ပြောတာလေမတက်ပါနဲ့ဆိုမတက်နဲ့တော့နေရလဲဟာဒီလိုလို့ဟိုထမ်းသုံးမိဘယ်တက်မယ် အဲ့ဒီပင်ကနိမ့်တယ်ပြီးတော့မနေ့ကပြန်ရေဦးစရာလူတွေလာမှာမဟုတ်လို့ဟာတော်ရတော်လေးပြောမရလဲသဘောပဲအဲ့ဒီသုံးပင်ပဲတက်တော့အေးဘာကြီးဘာငါသားလေးသေချာကြူးဆိုင်အောင်ငါသားကိုရအောင်ရှင်ပြူပေးမှာနော်နောက်နေ့ဆို6နှစ်ပြည့်ပြီလူမယ်ဆိုလူလို့ရနေပြီဟာငါစုတာတော်တော်များနေပြီအေးမှာတော့အေးပါနေလဲကြူးဆိုင်သားလေးလည်းကြူးဆိုင်နော်တော်ရလဲနော်ခုမှသားလေးသားလေးနဲ့ကဘိုးတွေတော့မြင်ပြီးမဟုတ်လားနင့်ကဘလို့မှပြောလို့မရဘူးအလုပ်ပဲလုပ်ချင်နေတာတကယ်ဆိုဒီညနေအပင်20လောက်တက်မှာအဲ့ဒီသုံးပင်တော့မတက်နိုင်လို့တားလို့ရမမဟုတ်ပါဘူးဟဲ့ မိသူအားထန်းတဲ့အတွက်ထွက်ခွာသွားတဲ့သူမယောက်ျားဖြစ်သူကြည်ရင်မောင်မိုးတင်တော်ကပြောဆိုနေခြင်းဖြစ်ပါတယ်။မောင်မိုးတင်တော်ကကိုလန်းဝေယူခြင်းနဲ့ရင်ထဲမှာအမျိုးမျိုးသည့်ခံစားချက်တစ်ခုဖြစ်ပေါ်လို့လာပါလိမ့်တယ်။သို့ပေမဲ့ဦးအောင်နဲ့ဘာကြီးများမှာသူတို့ပြန်တော့မီအော်ခေါ်လိုက်တာကြောင့်ပေတူးနဲ့တာအေးမှာသူ့ဟာလက်ဆွဲ၍ရွာလူကြီးတို့ရှိရာဖိုးထွေးတို့ထရေဝိုင်းတို့ထညက်ပင်မဝယ်နိုင်တော့ပဲအလင်းမြန်မင်းတွားလိုက်ကြပါလိတော့တယ်။အောင်လန်းဘိုးတင်နဲ့ထန်းသုံးမင်းဒီကအီမြသာမကြမီအောင်လန်းဘိုးတင်နဲ့စေတနာအမီရတဲ့ဇလန်းလေးကိုတင်ဆက်ပေးပါအောင်ခင်ဗျာ။ ဟုတ်ကဲ့ပါဒီနေ့မှာကျွန်တော်မြန်မာ Ghost Story Channel ကနေတင်ဆက်ပေးခဲ့တာကအောင်လန်းဘိုးဒင်နဲ့ထန်းသုံးမင်းမြေရဇလန်းဖြစ်ပါတယ်။နောက်နေ့မှာလည်းဘိုးဒင်ဇလန်းများဆက်ပြီးတော့ရှိနေမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်အားပေးကြဖို့ဖိတ်ခေါ်ပါရစေ။ဒီနေ့မှာအချိန်မီနားဆင်ခဲ့တဲ့အတွက်ပရိသတ်များအားလုံးကျေးဇူးတွေတင်ရှိပါရခင်ဗျာ။ကျွန်တော်အန်ခင်မူပါ။